ညာရှင်တွေပါကြောင်ပြောက်ခဲ့ရတယ်ကဘာဘဝထူးဆန်းတဲ့အရာများနံပါတ်1ဂျပန်ရုပ်ဒီရုပ်တွေကတော့ဂျပန်နိုင်ငံရဲ့နေရာအနှံ့ကနေတူးဖော်တွေ့ရှိထားတဲ့ရှင်စည်းရုပ်ထုလေးတွေဖြစ်ပါတယ်ဘာကြောင့်မလို့နိုင်ငံအနှံ့မှာမြုပ်နှံထားသလဲတော့မသိပေမဲ့လက်ရှိမှာတော့ဒီလိုအယူပေါင်း18000ကျော်လောက်ထိကိုမြေကြီးတွေကနေတူးဖော်တွေ့ရှိထားခဲ့ပါပုံစံမျိုးစုံနဲ့စိုက်မျိုးစုံရှိပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်လောက်ကဂျပန်နေရဲ့လက်ရာလို့ယူဆထားပါတယ်။အထူးဆန္ဒတစ်ခုကတော့အယုတ်တီရဲ့ပုံပန်းတက် အယုဒ္ဓိအားလုံးကအမျိုးမီဖော်လို့မရတဲ့တတ္တဝါတကောင်ရဲ့ပုံပန်းသဏ္ဍာန်မျိုးတွေဖြစ်ပါတယ်အခုချိန်ထိတော့ဒီအယုဒ္ဓိရဲ့ရွေချက်နဲ့ဘာကြောင့်တနိုင်ငံလုံးမြုံနှံထားသလဲဆိုတာကိုဘယ်ပညာရှင်မှမဖော်ထုတ်နိုင်သေးပါဘူး။ဒါကြောင့်ဂျပန်မှာနေတဲ့ညိုကီတွေရှိတယ်ဆိုရင်ကိုယ့်အိမ်ရှိကိုတစ်ချက်လောက်တူးကြည့်ကြဖို့အကြံပေးချင်ပါတယ်။နံပါတ်1စကြဝဠာတွေရအတန်တခါတော့က NASA ရဲ့ဂျိုဒူးတွေကနေအာကာသတွေကအချက်ပြလိုင်းတစ်ခုကိုဖမ်းမိခဲ့ပါတယ်။ ရေဒီယိုလိုင်းတွေကလူတယောက်အချက်ပြနေတယ်လို့ဖြစ်နေတာကြောင့်လိုင်းတွေကိုတိချဖမ်းပြီးတော့စစ်ဆေးကြည့်ခဲ့ပါတယ်။အဲကြမှာစัจ java လာတွေကနေကြားလိုက်ရတဲ့အတန်ကဆရာပါအမှန်တော့လူတယောက်ရဲ့ဝိုးဆိုတဲ့အတန်ကိုကြားလိုက်ရတာဖြစ်ပါတယ်။ဒီအတန်က M55 လို့ခေါ်တဲ့ကျယ်စင်စုတစ်ခုကနေထွက်ပေါ်လာတယ်လို့သိရပါတယ်။အတန်ချိန်နှုန်းတွေကတော့ပို့လိုက်တဲ့နေရာအကွာအဝေးကြောင့်တော်တော်များများကတော့လမ်းမှာပျက်စီးသွားခဲ့ပါပဲ။ဒါကြောင့်လည်းဝိုးတစ်လုံးမဲ့အထိပယ်ဖော်နိုင်ခဲ့တာပါ။ ဘလိုရဖြစ်ဖြစ်ဒီလောက်ဝေးတဲ့နေရာကနေတက်ရှိသဆုံးတယောက်ရဲ့အတန်မျိုးထွက်ပေါ်လာခဲ့တာကြောင့်သိပ္ပံပညာရှင်တွေလည်းဖေးရီးဖြစ်ခဲ့ရပါတယ်။တကြရာတစ်ခုကတော့ကျွန်တော်တို့မသိတဲ့တနေရာမှာလည်းတက်ရှိတွေရှိကောင်းရှိနေနိုင်ပါပြီ။နံပါတ်3ဖတ်မရတဲ့စာအုပ်ဒီစာအုပ်ကတော့ကဘာပေါ်မှာဘသူမှမဖတ်တတ်တဲ့စာအုပ်လို့ပြောလို့ရပါတယ်။1912ခုနှစ်မှာစတင်တွေ့ရှိခဲ့ပြီးတော့မူရင်းစာရေးသူကိုတော့အတိအကျမသိရပါဘူး။အထဲမှာပါတဲ့အကြောင်းအရာတွေကဇိုဒီရဲ့ဆိုင်းနေလူကြီးမင်းတို့ကြိုက်တဲ့ပုံမျိုးတွေဖြစ်ပါတယ်။ ဒါပေမဲ့ရေးထားတဲ့စာတွေကတော့ဆရာဝန်လက်ရေးလူမျိုးဘယ်သူမှနားမလဲတဲ့စလုံးမျိုးတွေ။ပညာရှင်တွေရဲ့အဆိုအရတော့ဒီစာအုပ်ထဲကအကြောင်းအရာတွေကကမ္ဘာပေါ်မှာဘယ်တော့မှမရှိခဲ့ဘူးတဲ့။ဘာသာစကားနဲ့ရေးသားထားတယ်လို့ဆိုပါ။ဒါကြောင့်တချို့ကလည်းဇဂဝနဲ့ရေးသားထားတယ်လို့ယူဆပြီးတော့အခုထိအပြေရှာလို့မရသေးတဲ့စာအုပ်ကြီးတုပ်ဖြစ်နေသေးပါ။နံပါတ်၄လူလောက်ကူတရုတ်နိုင်ငံမှာလည်းအီဂျစ်နိုင်ငံကပိရမစ်ကြီးတွေလို့ဗဟေရီဖြစ်နေရတဲ့နေရာတခုရှိပါတယ်။အဲ့ဒါကတော့လောင်ကျူးလှိုင်ကူပါ။ ီလိုင်ငူကြီးကရှေးတုန်းကတရုတ်ဘီရင်နေနေထိုင်ခဲ့ကြတဲ့လူလုတ်လိုင်ငူကြီးတစ်ခုဖြစ်ပါတယ်။ဒီလိုင်ငူရဲ့တတန်းကနှစ်ပေါင်းတောင်းနဲ့ချီနေပြီဖြစ်ပြီးတော့တရုတ်နိုင်ငံရဲ့ရှေးအကြဆုံးဖြစ်တဲ့ရှာမင်းဆက်ထက်တောင်ပို့ပြီးစောသေးပါတယ်။အတွင်းပိုင်းတိဆောက်ပုံတွေကအလျားအနံ့အမြင့်အကုန်သေးစိတ်ကြပြီးတော့ဒီဘက်ခေတ်ဆက်မှုပညာနဲ့ဆိုရင်တော့နှစ်ပေါင်းများစွာတိဆောက်ရမှာဖြစ်ပါတယ်။ဒီဘက်ကအင်းဒီလိုမျိုးလေးတောင်ကြကြအခန်းလေးတွေပေါဝင်ပြီးတော့နေရန်ပေါ်မှာလည်းအနူးစိတ်တဲ့ဗပုလျရာတွေကိုတွေ့မြင်နိုင်ပါတယ်။ဒါတော့မှစတွေ့ကာစားလုံကဆိုရင်ဒီကူကြီးကရေတွေပြည့်နေပြီးတော့အတွင်းပိုင်းကလည်းတော်တော်လေးပျက်စီးသွားခဲ့တာပါ။ ။အကောင်းတိုင်းကြံခဲ့တာဆိုလို့ဒီကြောက်တုံးပေါ်ကဗဘူးလျရာတွေပဲရှိပါတယ်။အခုတော့လာရောက်လဲပဲကြားတဲ့ကဘာလဲခရီးသွားတွေကြောင့်ပွဲစီတိုင်းတစ်ခုလိုဖြစ်နေပါပြီ။အစုံကြီးကြည့်ပြရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။